ောင်းဆိုတတ်ကပိရပေပါပိတရကိုမူတဖြစ်တော့ဒီပိယကြားနာခြင်းကြတယ်ဒီနေ့လည်းရုပ်ဖွင့်ထားခြင်းနဲ့အဲဒီပိယရဲ့ရှုပ်တော်ခွန်ကြီးရုပ်ဆိုလက်ရှိတဲ့နတ်တိနှစ်သက်တဲ့ဒေသနာသတ္တသဟတာရဟဂါထာလည်းရှိပါရုပ်ပြပါတယ်ပိယကြီးအဆုံးကြတော့ဂုံတော်ကွန်ရှာလက်ဆက်ပြပါတော့အဲ့ဒါတောင်းဆိုထားတယ်ခု တတသဟတရဟကထဝအရင်ပြောဆိုမယ်။ဟူလောကစောင်းချက်နမအပေါင်းတို့တရားနာလာကြကုန်လောတောဆောင်နာတောင်ဆောင်နာအပေါင်းမြို့ဆောင်နာရွာဆောင်နာအပေါင်းယူကဇိုးဘုဘဆိုးအာဂတဆိုးနာအပေါင်းတို့တရားနာလာကြကုန်လောမြေဆောင်နာရေဆောင်နာသာသနာရောဆောင်နာသမုဒ္ဒရာဆောင်နာဝလာဟကနာပစ္စုံနာစတုလောကဘလနာ တကယ်မြမအတုရာယမအသက်ရှိသောနဗ္မအပေါင်းတို့တရားနာလာကြကုန်လောငကားကလုံးကုန်မရခိုင်အသက်ရှိသောဥပဒကအပေါင်းတို့တရားနာလာကြကုန်လောဝိဇာသောဤတပတိအသက်ရှိသောသူတော်ကောင်းအပေါင်းတို့တရားနာလာကြကုန်လောကိုလူပေါင်းနာပေါင်းအပေလေးပါးတတော်အပေါင်းတို့တရားနာရန်ဖိတ်ခေါ်ပါကုန်၏ အကျွန်ုပ်ဒီဝိနည်းများစွာတတဝါတို့ဆန်းသာမှုကိုရှေးရှု၍ကောင်းမြတ်သောစိတ်စေနာဖြင့်ကတ္တဗမြတ်စွာဘုရားရှင်သည်ဟောကြားတော်မူခဲ့သည့်တရားထားခြင်းဖွင့်သိမ့်ထိုက်တယ်။အလွန်တရားကြားရနားရခဲလှစွာသောတတသဟတာရဂါထာကိုရုပ်ဖသရစေဝါကိုကောင်းမွန်ရိုသိစွာနာကြားကြကုန်လော။တကိန်ဒေဝမဟာရာဇာသဗ္ဗိဟောတိသမဂမော ဒါနံပါဠိတိတင်္ဂတိနာသဗ္ဗိဘုသင်္ဂမောသဗ္ဗိရေဝသမာတိထသဗ္ဗိကုဝေထသန္တဝံတတံတတမမညာယတိယောဟောတိနဗ္ဗပိယောရေရန်တိဝေရာသရထာသူစိတ်တာအထောတရိရံပိဇရံဥပေတိတတိသဓမောနဇရံဥပေတိသန္တောဟွေသဗ္ဗိဘဝေတယံတိ နဗိသဒူရေ ပထဝီသဒူရေပါရံသမုဒ္ဒသဒရာဟုဒူရေတရောဟဝေဒူရတရံဝရတိတတိသဓမ္မအတိသရာသတကိင်ဒေဝမဟာရာသသဗ္ဗိဟောတိသမာဂမောသာနံပါဠိတိသင်္ဂတိနာသဗ္ဗိဘဟုတင်္ဂမောသဗ္ဗိရေဝသမာတိထသဗ္ဗိကုဗ္ဗေထသန္တဝံ တတံတတမမင်ညာယတေယောဟောတိနပပိယောဇီရန္တိဝေရာဇရထသူစိတ်တာအထောတရိရံပိဇရံဥပေတိတတေသဓမောနဇရံဥပေတိတံတောဟဝေတဝိပဝေရိယံတိနဝေသဒူရေပထဝေသဒူရေပါရံသမုဒ္ဒတဒရာဟုဒူရေတရောဟဝေဒူရတရံဝရံတိတတေသဓမ္မအတတေသရာဇာ ဒီဒေသနာကကတ္တဗမြတ်စွာဘုရားရှင်သည်သူ၏ဖာခမီးတော်ကိကိမင်းကြီးကို ဟောခဲ့တယ်။ဒီဒေသနာကိုနတ်မြန်းကအလွန်နှက်သက်ကြတယ်။ဒီဒေသနာကိုကြားနာလူသားကြတော့ရောက်ဘုရားတဆူနဲ့တဆူကြကာလအတွင်းဘယ်ဒေသမှဘယ်ကဲ့သို့သောသူတော်ကောင်းပုဂ္ဂိုလ်တို့ဒီရွတ်ဆိုခြင်းပြုကြပါမည်နည်းဟု၍ရာရနိုးနိုးနှင့်လောကတွေလှဲ့လေနေကြောင်းအထာကထာ၌ပါ၏။ ကြကြောင့်ဘုန်းကြီးတော်တဲ့တောတောင်နေကြကာနာရနဲ့လှဲ့လေနေစဉ်တောတောင်နဲ့ရှိကြဘုန်းတော်နာမြန်ကျမ်းနာနေကြပါသေးလို့အချိန်ရနေရတယ်လို့ဒီနေ့သုံးကြင်နာမြန်ကိုဖိတ်ခေါ်ပြီးတော့ရွတ်ဆိုခဲ့နာမြန်နှစ်သက်တော်ကြောင့်ဖြစ်ပါလိမ့်မယ်။တောင်ဆောင်နှစ်ကြီးကညာရန်ခါဘုန်းကြီးထံ၆ကြိမ်လာဘူးလေ။တော်တော်ဝိဇာလူများကဘုန်းကြီးထံ၃ကြိမ်လာဘူးလေ။နှစ်ကြီးလေးလာပြီးဆုံးမဖြစ်ညာရန်ခါပုံမှန်လာတယ်။ ဝိဇ္ဇာတို့များလာတော့ကနန်းနဲ့တော်တော့အာယုံဥ၌လာလိမ့်ရှိဒီဟာသူတို့ပုံမှန်ပဲဒီဒေသနာကိုအဖဲ့ရောက်နတ်တွေကနှစ်သက်ကြတယ်လဲလို့ဆိုတော့စာရဲ့အဓိပ္ပာယ်က၄နဲ့တယ်ဂါထာက၃ဂါထာတဲ့ခါတကိင္ဒေဝမဟာရာဇသဗ္ဗိဟောတိသမာဂမော သာနံပါလိတိတင်္ဂတိနာတပိဘဟုတင်္ဂမောဒီတကားကတကားတော်မင်းကြီးသူတော်ကောင်းပုဂ္ဂိုလ်ကိုအနည်းဆုံးဒီရင်ဖြစ်စီကြည့်ကပ်ပါတဲ့သူတော်ကောင်းပုဂ္ဂိုလ်တို့ပြောဆိုတော်စကားဆိုသည်သူတော်ကောင်းတို့နှုတ်မှတာဖြစ်တယ်သူတော်ကောင်းတို့နှုတ်မှဖြစ်တော့သူတော်ကောင်းစကားကိုဒီရင်တစ်ခါကြားနာရခဲ့တယ် ကဘာသင်္ချေကြာလေညာတော်လေတကြိမ်တက အလွန်ကြားနာရခဲ့ပါတယ်တကြိမ်ကြားနာရရင်တကြိမ်အတွက်ကျေးဇူးရှိတယ်အကယ်၍ဖြစ်နိုင်ရင်အကျင်များစွာရှိကပါပါတယ်အကျင်များစွာရှိကတော့သူတော်ကောင်းပုဂ္ဂိုလ်တို့နှုတ်မှဆက်တော့သူတော်ကောင်းစကားကိုအကျင်ကျင်ကြားနာရမယ်တဲ့ရှင်းပိုင်းစကားကနောက်သဗ္ဗိရေဝသမာတိထသဗ္ဗိကုဝေထတန်တော် တတံတတမမင်းညာယတေယောဟောတိနဗ္ဗပိယောဒီစကားကတကားတော်မင်းကြီးသူတော်ကောင်းကိုမိတ်ဆွေဖွဲ့ပါသူတော်ကောင်းတို့မိတ်ဆွေဖွဲ့ပြီးဆိုတော့သူတော်ကောင်းတို့ဤစကားကိုအကျဉ်းချင်းကြားနာရမယ်သူတော်ကောင်းတို့နှုတ်မှထွက်သောစကားဒီအမှန်မထင်သောစကားမပြောဘူးတဲ့ သူတော်ကောင်းတို့နှုတ်မှထွက်သောစကားဟူသည်။အားလုံးကိုမြတ်သောစကားကြီးတည်းဖြစ်ပါတဲ့။သူတော်ကောင်းပုဂ္ဂိုလ်ရဲ့မိတ်ဆွေဖွဲ့သောအခါသူတော်ကောင်းတို့ပြောဆိုသောစကားသူတော်ကောင်းတို့၏စိတ်နေစိတ်ထားသူတော်ကောင်းတို့၏ရည်မှန်းချက်သူတော်ကောင်းတို့၏အကြံအစီသူတော်ကောင်းတို့အနေအိအခိုင်အမှုအရာဟံပံအသွင်အပြင်အရာခသိမ့်သိရမြင်ရမယ် သူတော်ကောင်းစကားကြားနာရပါများသောခါသူတော်ကောင်းတို့အမြင်ကိုမြင်လာမယ်သူတော်ကောင်းတို့အမြင်